မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဗာလေးပြောင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့တခြင်းတွေကိုအစိုးတန်နဲ့တီးလုံးတန်နဲ့ခွဲထုတ်မယ်ပြီးသွားလို့ရှိရင်ဒီတခြင်းရဲ့ cock တွေကိုရှာမယ်ပေါ့နော်အဲ cock တွေကိုပြင်လဲလိုးလိုးခီးတွေပြောင်းမယ်ပေါ့နော်အဲအဲ့ဟာလေးလှုပ်လို့ရတယ် app လေးကြောင်းပြောချင်ပါတယ်ခင်ဗျအဲ့ app လေးကတော့ MOISES Moises လို့ခေါ်ပါတယ်အဲ့ app လေးမှာဟို Play Store တို့ဘာတို့မှာတော့သူက download သွားချလို့ရပါဗျာဒါပေမဲ့ပတ်စံတော့တောင်းပါဘူးတကယ်လို့ပတ်စံမတောင်းချင်ဘူးဆိုရင်တော့ကျွန်တော် Telegram link လေးကျွန်တော်ပေးထားမယ် description မှာအဲ့ထဲမှာဝင်ပြီးတော့ download ရတယ်ပြီနော်အဲ့တော့အရင်ဆုံးတော့သူက account လေးတစ်ခုစောင့်အောင်ပြပြတော့ကိုယ့်ရဲ့ mail လေးတစ်ခုခုနဲ့သူဖွင့်လိုက်ပါနော်ကျွန်တော်ဖွင့်ပြီးွားရင်ဖွင့်ပြီးွားရင်ဒီလိုမျိုးကြာလာလိမ့်မယ်ဒီလိုကြာလာမယ်ဆိုလို့ရှိရင်ကျွန်တော် အခုမြင်နေရတဲ့ဟာကတော့ဒါသူ့ရဲ့ example သချင်းလေးတွေပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ကကိုယ့်သချင်းကိုကိုပြီးတော့ထည့်မယ်ပေါ့เนาะကိုယ့်သချင်းကိုပြောင်းကျင်တဲ့သချင်းထည့်မယ်ဆိုရင် add ဆိုလေးနှိပ်လိုက်မယ် add မှာသူကပြလာလိမ့်မယ်ဘယ်ရဟာလဲပေါ့เนาะဘယ်ရဟာလဲဆိုကျွန်တော်ကတော့ကျွန်တော်ဒီ galaxy ဟောဒီ record လောက်မှာလာတာမဟုတ်လို့ရှိရင်လည်းเนาะဒီ file တွေလည်းလာယူမှာလာအစရှိသဖြင့်ပေါ့ဗျာเนาะအဲ့လိုမျိုးကြာလာနိုင်မယ်ကိုထားထားတဲ့တခြင်းရှိတဲ့နေရာကိုကျွန်တော်တို့သွားမယ်เนาะ main နဲ့ဆိုတဲ့တခြင်းလေးကိုကျွန်တော် example ပြဖို့တောင်းထားတယ်ပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်ထည့်လိုက်မယ်ထဲလေးလို့ရှိရင် तू ကပြလာလိမ့်မယ်။နောက်အရှိဆုံးအပေါ်ဆုံးမှဆိုလို့ရှိရင် तू vocal ရဲ drum bass ရဲအားသားစေခွဲမှာလာ။ဒါမှမဟုတ် vocal ရဲ drum bass ရဲနော် ထွဲမှာလာဒါပေမဲ့ vocal နဲ့ instrument ပဲခွဲထုတ်မှာလာဒီအပေါ်ဆုံးမှာဆိုလို့ရှင်ဗျ vocal တလိုင်းရမယ် drum တလိုင်းရမယ် bass တလိုင်းရမယ် other ဆိုတော့ other ပေါ့နော်တလိုင်းချင်းစီရမယ်နောက်ဒါမှမဟုတ်လို့ရှင်လည်း vocal နဲ့ instruments ကိုပဲဒေတာနှစ်ခုစီခွဲမှာလာဒါမှမဟုတ်လို့ရှင်လည်း background vocal vocal instrumental အဲ့လိုခွဲမှာလာဒါမှမဟုတ် guitar ရဲ့ vocal အဲ့မှာကိုခွဲခြင်းတဲ့ဟာတွေရှိမယ်ဗျနော်အဲ့တော့ကိုလှုပ်ခြင်းတဲ့ဟာပုံမူဒီမှာပေါ့နော် drum pack စီကိုပဲခွဲမှာလာအများကြီးပဲမိုက်တယ် နော်အဲ့တော့ကျွန်တော်ကဥမာထိတ်ဆုံးအဟောက်ပဲကျွန်တော်စမ်းပြလိုက်မယ်အဲ့တော့အဲ့ကိုလှုပ်ရှင်တဲ့ဟာကိုကျွန်တော်တို့ရွေးမယ်ဗျအမ vocal နဲ့ instrumental ဆိုလို့ vocal နဲ့ instrumental ပေါ့နော်အဲ့ဒါ two track ပဲပါမယ်နော် vocal drum bass နဲ့အားသားရယ်ဆိုလို့ရှိရင်အလုပ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရွေးလိုက်မယ်ရွေးပြီးပါလို့ရှိရင် sub mix ဆိုလေးကိုနှဲလိုက်မယ် အဲ့မှာတခုပြောသေးရရှိတာဗျာကျွန်တော်ကဒီဟာကမိတ်ဆွေလို့ကျွန်တော် Telegram link ထင်ရနေပေါ့ free down မယ်ဆိုလို့ရှိရင်တော့တချို့ဟို line လေးတွေကတချို့ line စာအုပ်မှာခုနကကျွန်တော်ပြောသလိုပေါ့မှာ 4K ရယ် bass ရယ် drum ရယ် key ရယ်အစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးနည်းနည်းတချို့ဟာလေးတော့သူကနည်းနည်းလေးတော့အဲစင်ပြေခြင်းမပြေနိုင်မယ်နော်အဲသူဝယ်ပြီးသုံးရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့နော်အဲ အဆင်မပြေဘူးဆိုတာဗျာဥပမာခေါင်းကကျွန်တော်ပြော broker drum base ကအားသားစကေကအဆင်ပြေတယ်ဒါပေမဲ့ vocal နဲ့ drum ရဲ့ base နဲ့အားသားစကေ keys ရဲ့အဲ့ဒါအဆင်ပြေချင်မှပြေမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီကနေကိုကအဆင်ပြေတဲ့ဟာကိုရွေးပြီးတော့တော့နည်းနည်းတော့ပြန် choice ဆာဘာလို့လဲကျွန်တော်က free တုံးနေရတာဖြစ်တာပေါ့နော်အဲ့လိုမျိုးဖြစ်တာအဲ့တော့အခုကျွန်တော်ဒီမှာရပါပြီရပါတယ်ဆိုရင်ဟာကိုကျွန်တော်တို့ဖွင့်ကြည့်မယ်နော်အဲ့ကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိမ့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ခဏပြန်ရက်ထားလိုက်မယ်နှိမ့်လိုက်တယ်လေ तू อ่ะအပေါ်ဆုံးမှာကျွန်တော်တို့ ကီးတွေ sorry cock တွေကျွန်တော်တို့သူပြပေးလိုက်မယ်เนาะအပေါ်ဆုံးမှာသူ cock တွေကိုကျွန်တော်တို့သူပြပေးလိုက်မယ်เนาะအောက်မှာကတော့နော်ကျွန်တော်ဒီမှာထုတ်ထားတဲ့ဟာ vocal line ရှိ vocal line ရှိမယ် drum ရှိမယ်နော် bass ရှိမယ်နော် other ရှိမယ်အဲ့တော့အဲ့ဟာကကိုကတကယ်လို့မှ jamming လုပ်ချင်တယ်ဆိုလို့ရှင်လည်းမှ karaoke ဆိုမယ်ဆိုလို့ရှင်လည်း vocal line ကိုကျွန်တော်ဖြုတ်ဖိတ်ပိတ်ထားလေးလို့ရတယ်ဗျနော်အဲ့တော့ကျွန်တော်ဒီတိုင်းမဲ့အရင်ကျွန်တော်ဖွင့်ကြည့်မယ် ကျွန်တော် vocal လေးပြင်ပြ Okay, you better have to remix it by Lotion Sorry. မောပန်းနေလေနေရတွင်မှာအဲ့တော့ကိုကြိုက်တာကိုကိုလှုပ်လို့ရမယ်ပြီးွားလို့ရှိရင်ကျွန်တော်ဒီမှာဥမာဂျမ်းမင်းလှုပ်မယ်ပြန်ဒါမှမဟုတ်ကိုသရှင်ရဲ့ကိုရဲ့ vocal key နဲ့ မကိုက်ဘူးဘာညာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကောင်းကမှာ key short လို့ရတယ်နော် key short မလား key အခုဆိုသူက a ဖြစ်တယ်နော် a ကနေကျွန်တော်တို့ c ပြောင်းမယ်နော် c ပြောင်းမယ်ဆိုရင် c ဖွင့်ကြည့်လိုက်မယ်အဲ့ကြရင်တော့သူအဆို original အဆိုရဲ့အတန်ကတော့ကြောင်တောင်တောင်တော့ဖြစ်သွားတာပါဒါပေမဲ့ကိုကမှာကာရိုကေဆိုချင်တာဘာညာဆိုလို့ရှိရင်တော့ကျွန်တော် vocal ပိတ်လိုက်တာ ਨੇ ဒါကိုနဲ့ live ဖက်နေ key ကိုရမယ်ပေါ့နော်ဒီမှာ key တွေကျွန်တော်တို့ကြိုက်သလို key ကျွန်တော်တို့ပြောင်းလို့ရမယ်နော် original အတိုင်းပဲထားလိုက်မယ်ပြီးရင်ဒီမှာ ထရိုနောမဗျာမက်ထရိုနောအခုသူ original ကသူက72အဲ့တက်ကိုကျွန်တော်တို့မြန်ကျင်တာလားနော်နှေးကျင်တာလားအဲ RMI မှာကျွန်တော်တို့ကဒီမှာလုပ်လို့ရမယ်နော်အများကြီးလုပ်ရင်ကျွန်တော်တို့ရှည်သွားမှာဆိုလို့နော် โอเคပြီးွားလို့ရှိရင်โอเคအဲ့အရာတွေကိုကျွန်တော်တို့ကတခုခုပြန်အောင်မှာကျွန်တော်တို့ DAW လေးတခုလေးထည့်ပြီးတော့ remix လုပ်ချင်တာပဲဖြစ်ပါပဲဖြစ်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ကောင်တွေကိုကျွန်တော်တို့ export ထုတ်လိုက်လို့ရတယ်နော် export လုပ်မယ်ဒီမှာဟိုလေးအချောင်းလေး၃ချောင်းရှိတယ်အဲ့ဒါနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်မှာ export ဆိုတာလေးရှိတယ်နော် export export ကမှာ save through device အဲ့မှာမှာ miss လုပ်ပြီးထုတ်မှလာဒါမှမဟုတ်လို့ရှိရင်တခုချင်းစီထုတ်မှတခုချင်းစီဆိုရင်ကျွန်တော်တို့ကဘာထွက်သွားမလဲဆိုကျွန်တော်ထုတ်ထားတဲ့အတိုင်းပဲ vocal တစ်လိုင်း drum တစ်လိုင်း bass တစ်လိုင်းနဲ့ other instruments ဆိုတစ်လိုင်းဆိုပြီးတော့ထွက်သွားလိုက်မယ် okay အဲ့ဒါကို mp3 လား mp4 လားကြိုက်တာထုတ်လို့ရမယ်နော် save လုပ်လိုက်လား save လုပ်ရင်သူ export လုပ်ပေးလိုက်မယ် export လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တစ်လိုင်းချင်းစီရလာလိုက်မယ်ရလာတဲ့ line ကိုမှကိုကဟိုမှ remix လုပ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းဟိုမှကိုရဲ့ DAW တွေတခုလည်းထည့်ပြီးကာရာအိုကေဆိုချင်တာဖြစ်ဖြစ်ပါဖြစ်လို့လုပ်လို့ရတာပေါ့နော်ခေါက်တွေကလည်းလွယ်လွယ်ကူကူပဲကျွန်တော်တို့အရှိမပြလာတဲ့အတိုင်းပဲ เนาะคอกเตลุลุကြရတာပေါ့ဒါမှမဟုတ်ဒီ app ထဲမှာတခါလဲ jam လုပ်မယ်ဆိုလို့ရှင်လဲဗျာကျွန်တော်တို့မှာ speaker နဲ့ဒီမှာထိုးလိုက်မယ်ထိုးလိုက်ပြောရတယ်ကိုမှာ guitar သမားလဲအပေါ်မှာ cock ကိုလိုက်ကြည့်ပြီးတော့ကျွန်တော်တို့ကတီးလို့ရမယ်ဒါပေမဲ့ cock လေးတွေကတော့တချို့ဟာလေးတွေကနည်းနည်းလေးတော့ဟိုအတိန်ဆောင်နည်းနည်းတော့ရှိနိုင်တာပေါ့ဗျာเนาะဒါကတော့ထုံးစံအတိုင်းပါပဲ vocal ဆိုမယ်ဆိုရင် karaoke ဆိုမယ်ဆို karaoke ဆိုခြင်းနဲ့လူကပိတ်လိုက်မယ်နော်တော့ guitar တီးမယ်သူက drum နဲ့ bass ပဲယူမယ်ဆိုလဲတော့ guitar သမားလည်းရှိတယ်ဆိုရင်ကျွန်တော် drum ဂီတာကို instruments line ကိုပေးလိုက်မယ်ပေးပြီးပါရင်နောက် drum နဲ့ bass ကိုပဲကျွန်တော်ယူထားလိုက်မယ်ယူထားပြီးပါရင်ဘာညာနော်လောက်လို့ရမှာပေါ့နော်ချမ်းနေလောက်လို့ပါ down now တန်ဆိုးကြီးလဲဆိုโอเคဒါလေးကတော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့ app လေးပဲတကူဖြစ်ပါတယ်ခင်ဗျာတော်တော်အသုံးဝင်တဲ့ app လေးမျိုးကျွန်တော်ဒီနေ့ပြောချင်းဖြစ်ပါတယ်အားလုံးပဲ thank you ပါ thank you လို့မြတ်တယ်ကြံခဲ့တယ်ကြံခဲ့တယ်ဆိုတော့တခြားမဟုတ်ခုနကဟာတွေပဲနော်ကျွန်တော် export ထုတ်ထားတဲ့ဟာကိုကျွန်တော်ပြန်ရှာ ကြည့်ပြမယ်ပေါ့နော် export ထုတ်တဲ့ဟာကိုကျွန်တော်ပြန်ရှာမယ်ဆိုရင်ထုံးစံအတိုင်းပြအောင်မှာ file နဲ့ကိုသွားမှာပေါ့နော် file နဲ့သွားပြီးဝါလို့ရှိရင်ကျွန်တော်နော် audio ထဲမှာဆိုတန်းပြီးတော့ရောက်လာပါဒီမှာ နော်ဒါ export ထုတ်တဲ့ဟာလေးတွေဖြစ်ပါတယ်နော် main နဲ့မှာ official vocal ရှိတယ် other ရှိတယ် drum ရှိတယ် bass ရှိတယ်နော်ဒါဒီအောက်က main နဲ့ရတော့ဒါ original သချင်းဖြစ်သွားမှာပေါ့နော် original ဖြစ်တဲ့အပေါ်ကမှာ bass တလိုင်းရမယ် drum တလိုင်းရမယ် other နဲ့ vocal တလိုင်းရမယ်ခုနကပြောသလို clean ကျင်သလိုကျွန်တော်တို့ဆက်ပြီးတော့ clean လို့ရပါပြီအားလုံးပဲ thank you ပါ